ရှင်လူကာခရဝင်ခန်းကြီး14တနေ့တော့ဥပုံနေ၌ကိုရောဒီအစာကိုသုံးဆောင်ခြင်းကအရာရှိဖြစ်သောဖာရိရှဲတယောက်၏အိမ်သို့ဝင်တော်မူလင်ထိုသူတို့သည် ကိုရောကိုချောင်းကြည့်ကြ၏ရေဖြင့်နာဆွဲသောသူတယောက်သည်ရှေ့တော်၌ရှိ၏ဥပုံနေ၌အနာယောဂါကိုငြိမ့်စေအပ်တော်ဟုဖာရိရှဲနှင့်ကျန်တတ်တို့ကိုမိတော်မူလင်သူတို့သည်တိတ်ဆိတ်စွာနေကြ၏ ယေရှုသည်ထိုသူကိုယူ၍အနာရောဂါနှင့်ကင်းလွတ်စေပြီးမှလွတ်လိုက်တော်မူ၏ပရိသတ်တို့ကလည်းမိမိမြဲနွားသည်ဥပုံနှင့်၌တွင်နေသူကြလင်ချက်ချင်းမဆွဲမတင်ပဲနေမိသူတစုံတယောက်သည်သင်တို့တွင်ရှိသလိုဟုမေးတော်မူလျှင်ထိုသူတို့သည်စကားတခွန်းကိုမျှမပြတ်နိုင်ကြထိုအခါခေါ်ဖိတ်တော်သူတို့သည် မြင့်မြတ်သောနေရာထိုင်နေရာကိုရွေးကြသည်ကို မြင်တော်မူလျှင်သူတို့အားဥပမာကိုမိန့်တော်မူသည်က သူတစ်ပါးသည်မင်္ဂလာဆောင်ပွဲသို့တင့်ကိုခေါ်ဖိတ်သောအခါမြင့်မြတ်သောနေရာ၌မလျောင်းနေထိုသို့လျောင်းလျင်တင့်ထက်သာ၍မြတ်သောသူသည်ပွဲသို့လာသည်ရှိသောတင်းတို့နှစ်ယောက်ကိုခေါ်ဖိတ်သောသူကဤနေဤသူအားနေရာကို ပေးလို့ဟုလာ၍ပြောလိမ့်မည်ထိုအခါတင်သည်ရှက်ကြောက်ခြင်းနှင့်နှိမ့်သောနေရာသို့ဆင်းရလိမ့်မည်သူတစ်ပါးတို့သည်တင့်ကိုခေါ်ဖိတ်သောအခါတွား၍နှိမ့်သောနေရာ၌လျောင်းလောထိုသို့လျောင်းလျင်တင့်ကိုခေါ်ဖိတ်သောသူသည်လာသည်ရှိသော အဆွေတက်ပါဟုတင့်ကိုဆိုလိမ့်မည်ထို့အခါတင်းနှင့်အတူလျောင်းသောသူတို့ရှိမှတင်းဤအတ္တီထင်ရှားလိမ့်မည်ကိုကိုကိုချီးမြောက်သောသူမြည်သည်ကနှိမ့်ချခြင်းသို့ရောက်လက်တံကိုကိုကိုနှိမ့်ချသောသူမြည်သည်ကချီးမြောက်ခြင်းသို့ရောက်လက်တံဟုမိန်တော်မူ၏ ကိုရောကိုခေါ်ပင့်တော်သူအားတဖန်မိတ်တော်မူသည်ကသင်သည်နနက်စာညစာလှုပ်ချွေသောအခါအဆွေခင်ပွန်းညီအကိုအမျိုးသားချင်းငွေရတက်သောအိမ်ကြီးချင်းများကိုမခေါ်မဖိတ်နှင့်ထိုတို့ခေါ်ဖိတ်လျင်သင်တို့သည်နောက်တသူတို့သည်နောက်တဖန်သင်ကိုခေါ်ဖိတ်၍ဂျေဇုဆက်ကြလိမ့်မည်သင်သည်ပွဲခံသောအခါဆင်းရဲသောသူ အင်္ဂါချို့တဲ့သောသူ ခြေမစွမ်းသောသူ မျက်စိကန်းသောသူများကိုခေါ်ဖိတ်လော့ ်ထိုသူခေါ်ဖိတ်လျင်မင်္ဂလာရှိလိမ့်မည်အကြောင်းမူကားထိုသူတို့သည်ဂျေဇုမဆက်နိုင်သည်ဖြစ်၍ဖြောင့်မတ်သောသူတို့သည်ထမြောက်သည်ကာလ၌သင်သည်ဂျေဇုဆက်ခြင်းအကျိုးကိုခံရလက်တန်းဟုမိန့်တော်မူ၏စပွဲ၌လျောင်းသောသူတစ်ယောက်သည် ထိုစကားကိုကြားလျင်ဘုရားသခင်၏နိုင်ငံတော်၌ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟုလျှောက်တော်ကိုယ်တော်က လူတဦးသည်ကြီးစွာသောပွဲကိုစီရင်၍လူများတို့ကိုခေါ်ဖိတ်လေ၏။ပွဲခန့်ချိန်ရောက်သောအခါခေါ်ဖိတ်သောသူတို့ကိုလာကြပါအလုံးစုံတို့သည်အစင်းသင်းရှိပါပြီဟုအစီအပါတို့ကိုဆစ်လွတ်၍ခေါ်အပ်သောသူအပေါင်းတို့သည်တညီတညွတ်ဒီပရိရေပြူကြ၏။တယောက်ကအကျွန်ုပ်သည်မြေယာကိုဝယ်ပါပြီ။တွား၍ကြည့်ရပါမည်။အကျွန်ုပ်ကိုလွတ်ပါဦးလို့ဟုတောင်းပန်လေ၏။တယောက်ကအကျွန်ုပ်သည်နွားငါးရှင်းကိုဝယ်ပါပြီ။တွား၍ဆမ်းရပါမည်။အကျွန်ုပ်ကိုလွတ်ပါဦးလို့ဟုတောင်းပန်လေ၏။ တယောက်ကအကျွန်ုပ်ဒီမယားနှင့်လက်ထပ်ပါပြီထိုကြောင့်အကျွန်ုပ်မလာနိုင်ပါဟုဆို၏အစီအပါသည်သခင်ထံသို့ပြန်လာ၍ထိုအကြောင်းများကိုလျှောက်လေ၏ထိုအခါအင်းရှင်သည်အမျက်ထွက်၍မြို့လမ်းမကြားသို့မြို့လမ်းမလမ်းကြားသို့သွားချေလော့ ဆင်းရဲသောသူအင်္ဂါချွတ်တဲ့သောသူခြေမစွမ်းသောသူမျက်စိကန်သောသူများကိုခေါ်သွင်းချေလို့ဟုအစေအပါကိုဆို၏အစေအပါကလည်းသခင်စီရင်တော်မူသည့်အတိုင်းပြုပါပြီသို့တော်လည်းလက်သောနေရာထိုင်ရာရှိပါသည်ဟုလျှောက်လေသောသခင်ကမြို့ပြင်လမ်းမှ ခြံနာသူသွားဦးလို့ငါအိမ်ကိုပြည့်စီခြင်းကအနိုင်အထက်ခေါ်သွင်းလို့အထက်ကခေါ်ဖိတ်တော်သူတယောက်မြငါပွဲသူမဝင်ရငါအမင်းရှိပြီဟုအစီအပားကိုဆိုလိုသည်ဟုမိန့်တော်မူ၏လူစုဝေးပေါင်းတို့သည်နောက်တော်သူလိုက်ကြသည်ကိုယေရှုသည်လဲ၍ကြည်တော်မူပြီးလျှင် အကျဉ်သူသည်ငှက်ထံသို့လာ၍မိဘသားမယားညီအကိုနှမတို့ကို၎င်းထိုမြမကမိမိအသက်ကို၎င်းမမုံထိုသူသည်ငါတပည့်မဖြစ်နိုင်ရ။အကျဉ်သူသည်မိမိလက်ဝါးကတိုင်ကိုထမ်း၍ငါနောက်သို့မလာ၍ထိုသူသည်ငါတပည့်မဖြစ်နိုင်ရ။တင်းတို့တွင်တယောက်သောသူသည်တိုက်ကိုတီမီဟုအကြံရှိလျင်ထိုတိုက်ပြီးအောင်ငွေလောက်မည်မလောက်မည်ကိုသိခြင်းကရှေးဥစွာထမ်း၍ကုန်ကြစည်းကိုမချင်းမတွက်ပဲနေမည်လော။သို့မဟုတ်တိုက်မြစ်ကိုတီး၍တိုက်ကိုမပြေးနိုင်ရင်သိမြင်သူအပေါင်းတို့က ဤသူသည်ဒီစားပြု၍အစမတတ်နိုင်ဟုကဲ့ရဲ့ကြလိမ့်မည်။တဏီကတစုံတယောက်သောရှင်ဘီရင်သည်အခြားသောရှင်ဘီရင်နှင့်စစ်ပြိုင်မည်ဟုအကြံရှိလေ။လူနှစ်တောင်းနှင့်ချီလာသော ရှင်ဘီရင်ကိုလူတစ်တောင်းနှင့်ခံနိုင်မည်မခံနိုင်မည်ကိုရှေးဥစွာထိုင်၍မဆင်ခြင်ပဲနေမည်လော။မခံနိုင်သည်မဲ့လျင်အခြားသောရှင်ဘီရင်ဝေးသေးသောအခါ တန်တမန်ကိုဆေးလွတ်၍စစ်ငြိမ်းမည်အကြောင်းတောင်းမှန်တတ်သည်မဟုတ်လောထိုနည်းတူသင်တို့တွင်အကျဉ်သူသည်မိမိ၌ရှိသမျှကိုမစွန့်ဘဲနေဤထိုသူသည်ငါတပေမဖြစ်နိုင်ရာစားမှုကကောင်းဤသို့တော်လည်းအငန်ကင်းပြောက်ရင်ငန်သောအရာတာကိုအဖေတို့ရပြန်မည်နီမြေဖို့မကောင်းအမိုက်ပုံဖို့မကောင်းထိုစားကိုပြင်တို့ပြစ်လိုက်တတ်ကြ၏ကြားစရာနားရှိသောသူမြေကဒီကကြားပါစီဟုမိန့်တော်မူ၏အခန်းငယ်၁မှ၃၅